အရေး၅ပါးအကြောင်းကို ရှင်းပြပေးတော်မူပါဖရာတဲ့ဒုက္ခရုခတစာယဝတာတောညာတိမာတာပိတုတာတောအစရိယရိညောတာတောဗုဒ္ဓတနေကရာလို့ဆိုတဲ့အတွက်လူတွေကိုချမ်းသာစေကြောင်းအရေး၅မျိုးရှိပါတယ်အဲ့ဒီအရေး၅မျိုးကဘာတွေလဲဆိုရင်၁သိရိတ်ဝါရိတ်၂မိဘဆွေမျိုးညာတိအရေး၃ 3ဆရာသမားအရေး4တိုင်းပြည် အုပ်ချုပ်သောမင်းတို့ဤအရေး5ဖျားရှင်ဤအရေးပဲဖြစ်ပါတယ်ဒါဟာ လူတွေကို ချမ်းသာစေကြောင်း အရေး၅ပါးပဲဖြစ်ပါတယ်ကြွားပြောတာမဟုတ်ဘူးအရှင်ဖျားတပည့်တော်လောက်ပြီးမခံနိုင်သေးဘူးဓာတွေလိုက်ဖြည့်ရှင်းနေစရာမလိုပါဘူးဖျားတဲ့ဒီတကားလေးကဥစဉ်ကိုစေတနာနဲ့မှတ်တာပါနော် ဲတခါလေးရေအခုလိုဦးသိန်းကိုစေတနာနဲ့ပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်သို့တော့တချို့လူတွေသိအောင်လို့တော့ဦးသိန်းပြောစရာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဦးသိန်းတို့ဗုဒ္ဓဘာသာဝင် အချို့ဟာဤခန္ဓာနဲ့ကြောက်တာမကွဲဘူးဖြစ်နေပါတယ်ဤခန္ဓာဆိုတာက မတုတ်ပြန်တဲ့မတုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေခြင်းဟာဤခန္ဓာချင်းဖြစ်ပါတယ်တုတ်ပြန်တဲ့တုတ်ပြန်တိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာကတော့ဤခန္ဓာမဟုတ်ပါဘူးကြောက်တာပါဦးဇင်းတို့မြတ်စွာဘုရားဟာ တုတ်ပြန်တဲ့တုတ်ပြန်တိုက်တဲ့အရာကိုတုတ်ပြန်ခဲ့ပါတယ်။သာရကတွေအများကြီးရှိတဲ့အထက်ကတစ်ခုနှစ်ခုလောက်ခြားပြပါမယ်နော်။တခါတုန်းကတိဋ္ဌိတွေဟာမြတ်စွာဘုရားကိုတကိုးပြိုင်ဖို့စိန်ခေါ်ပါတယ်။အဲ့ဒီချိန်မှာမြတ်စွာဘုရားဟာသီးခံမနေပါဘူး။တိဋ္ဌိတွေနဲ့တကိုးထွက်ပြိုင်ပါတယ်။ဘာကြောင့်ထွက်ပြိုင်တာလဲဆိုရင်မြတ်စွာဘုရားဟာတကိုးမပြိုင်ဘဲနေလိုက်ပါက သူအများစုဟာတို့ဘုရားကဒိဋ္ဌိတွေနဲ့တောင်တကိုးမပြိုင်ရဲဘူး။ ဖျားအစ်စ်မဟုတ်တော့ပါဘူးဆိုပြီးဖျားကိုစော်ကားပြီးအပယ်လေးပါးကိုကြပါလိမ့်မယ်အဲ့ဒါကိုဖျားရှင်က မြင်တဲ့အတွက်တိတ်ထီတွေကိုသကိုးထွက်ပြန်ခြင်းဖြစ်ပါတယ်အလားတူပါပဲပစ္စကပရပိုက်ကမြတ်စွာဘုရားကိုဝါဒလာပြန်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားသည်စိတ်စိတ်မနေပါဘူးပစ္စကပရပိုက်ကိုတုတ်ပြန်ခဲ့ပါတယ်ထို့အတူပဲဝတ္တလတုံမှာပုံနာတယောက်ကမြတ်စွာဘုရားကိုဝတ္တလလို့ပြောတဲ့အတွက်မြတ်စွာဘုရားကပုံနာကြီးဝတ္တလဖြစ်ကြောင်းတရားသိပါသလားလို့မေးတဲ့အခါမှာ ုံနာကြီးဟာဝတ္တလဖြစ်ကြောင်းတရားကိုမသိတဲ့အတွက်ဝတ္တလဖြစ်ကြောင်းတရားကိုဟောပြီးမြတ်စွာဘုရားကပုံနာကြီးကိုပြန်လည်ပြီးခြေပခဲ့ပါတယ်။အရိယာတွေကိုထောက်ဆကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟာတီးခံတဲ့တီးခံထိုက်တဲ့အရာတွေကိုတီးခံခဲ့ပြီးတုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာတွေကိုတုတ်ပြန်ခဲ့ပါတယ်။အားကြောင့်ဘုရားရှင်ကတုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာတွေကိုတုတ်ပြန်တယ်လဲဆိုရင်အများအကျိုးအတွက်တုတ်ပြန်တာပဲဖြစ်ပါတယ်။ဦးဇင်းတို့ဟာဘုရားရှင်ရဲ့သားတော်များဖြစ်တဲ့အတွက် ဖះရှင်ရဲ့ထုံနှလုံးမူရပါမယ်။မိမိရဲ့ကိုကြိုးအတွက်ဆိုရင်မတုတ်ပြန်ပဲနေလို့ကနေပါရပါတယ်နော်။အဲအများအကျိုးကိုထိခိုက်လာမဲ့အရာမျိုးဆိုရင်တုတ်ပြန်တင်ပါကတုတ်ပြန်ရပါမယ်။တုတ်ပြန်တယ်ဆိုတဲ့နေရာမှာလည်းပဲဓမ္မနဲ့အညီတုတ်ပြန်ရမှာဖြစ်ပါတယ်။ဒေါသနဲ့တုတ်ပြန်ရမှာမဟုတ်ပါဘူး။ဒါကြောင့်ဦးဇင်းရဲ့တရားဒဂမတွေကိုပြောကျင်တာကကြောက်တာနဲ့တီးခန့်တာကိုယ်ကိုယ်ပြပြသိပါလို့ပြောကျင်ပါတယ်။ အရှင်ဖေယအတ္တဟိအတ္တနောနာထောရဲ့အနတ်အဓိပ္ပာယ်ကိုသိချင်လို့ပါဗီဒီယိုနဲ့ရှင်းပြတော်မူပါဖေယသာသာအမှားပါရင် ခွင့်လွတ်ပေးတော်မူပါတဲ့အတ္တဟိအတ္တနောနာထောဆိုတာကအတ္တဟိမိမိကိုယ်ကိုယ်သာ အတ္တနောမိမိဤနာထောကိုယ်ပွေရာဖြစ်၏လို့အဓိပ္ပာယ်ရပါတယ်နားလည်အောင် ပြောရမယ်ဆိုရင်မိမိကိုယ်ကိုယ်သာကိုယ်ပွေရာဖြစ်၏လို့ဆိုလိုခြင်းဖြစ်ပါတယ် မိမိကိုယ်ကိုယ်သာကိုးကွယ်ရာဖြစ်၏လို့ဆိုလိုတဲ့နေရာမှာသေရင်ပြစ်လိုက်ရမယ်ဟောရိခန္ဓာကိုယ်ကြီးကို အာကိုဖို့ပြောတာမဟုတ်ပါဘူးဟောရိခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ကံဉာဏ်ဝိရိယကုသိုလ်တရားတွေကိုအာကိုဖို့ပြောတာ ဖြစ်ပါတယ်နားလည်ပါစီအရှင်ဖေရတရားသာသနာဆိုတာဘာကို ပြောတာလဲဖေရတဲ့တရားသာသနာဆိုတာမြတ်စွာဘုရားဤသာသနာတော်အနှစ်9000မှာ 2500ကျော်လို့နောက်ထပ်2500ကိုကြားမင်းကဆက်လက်ပြီးထိမ့်သိမ့်လိုက်မယ်ဆိုတဲ့အနေနဲ့ကြားသာသနာလို့ပြောဆိုနေခြင်းဖြစ်ပါတယ်။သာသနာဆိုတာကအစုံအမလို့အဓိပ္ပာယ်ရပါတယ်။ဘုရုရဲ့အစုံအမကိုပြောတာလဲဆိုရင်ဖုရားရှင်ရဲ့အစုံအမကိုပြောတာပါ။ဖုရားရှင်ရဲ့အစုံအမကိုပြောတာဖြစ်တဲ့အတွက်သာသနာတော်သည်ကြားမင်းမပိုင်ပါဘူး။ဖုရားရှင်ပဲပိုင်ပါတယ်။အခုဖုရားရှင်မရှိတော့ဘူးဆိုတော့ ်ဤသာသနာကိုဘသူတွေပိုင်တယ်လဲဆိုရင်ဖះရှင်ဤသားတော်များဖြစ်ကြတဲ့ယဟန်တန်ဃာများနဲ့ဘုရားဘာသာဝင်လူတကာတကာမတွေပိုင်ပါတယ်။တရားသာသနာဆိုတာဟာဖះဟောမှာ မရှိပါဘူး။ဖះဟောမှာတရားသာသနာမရှိပါဘဲနဲ့အဘဲကြောင့်တရားသာသနာလို့ပြောဆိုနေကြတာလဲဆိုရင်ကာဏဇတ်တော်မှာကတ္တပမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလလူတွေဟာအကျင့်သီလတွေပြတ်လာတဲ့အတွက် တရားမင်းကမုတ်ဆိုးရောင်ဆောင်မာတလိနတ်သားကခွေးနဲ့ကြီးရောင်ဆောင်ပြီးလူတွေကိုတရားဟောပါတယ်အဲ့ဒီလိုတရားဟောတဲ့အတွက်လူတွေဟာအမြင်မှန်ရပြီးကုသိုလ်ကောင်းမှုတွေပြန်ပြီးလှုပ်လာကြတယ်လို့ဆိုပါတယ်အဲ့ဒါကိုထောက်ဆ၍တရားမင်းဟာလည်းပဲသာသနာပြုတာဖြစ်တဲ့အတွက်ဤမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလမှာတရားမင်းဟာဤကဲ့သို့သာသနာပြုလိမ့်မယ်ဆိုပြီးလူတွေကမှန်းဆ၍ပြောဆိုခြင်းဖြစ်ပါတယ်ဒါကြောင့်တရားသာသနာဆိုတာဟာ ဖျားဟောမှာမရှိပါဘူးလူတွေရဲ့မှန်းဆပြောဆိုခြင်းကြောင့်ပေါ်ပေါက်လာတဲ့အရာသာဖြစ်ပါတယ်အရှင်ဖျားရှင်မဟာကတ္တပကြီးနိဗ္ဗာန်ဝင်ပြီးခန္ဓာကိုယ်မိသိင်းကြိုခဲ့ပါသလားဖြေးချပေးတော်မူပါဖျားတဲ့တချို့ကမြန်မာနိုင်ငံမှာရှိတဲ့အလောင်းတော်ကတ္တပကိုဖျားရှင်လက်ထက်ကဒုတင်73ပါးဆောင်တဲ့ရှင်မဟာကတ္တပမထေရကြီးလို့ထင်တတ်ကြပါတယ်မဟုတ်ပါဘူးเนาะ မြန်မာနိုင်ငံမှာရှိတဲ့အလောင်းတော်ကတ္တပဆိုတာဟာနရပတိစီတူမင်းလက်ထက်ကပေါင်းလောင်းရှင်မဟာကတ္တပဖြစ်ပါတယ်။ဖះရှင်လက်ထက်ကဒူတင်73ပါးဆောင်တဲ့ရှင်မဟာကတ္တပမထေမြတ်ကြီးမဟုတ်ပါဘူး။ဖះရှင်လက်ထက်ကဒူတင်73ပါးဆောင်တဲ့ရှင်မဟာကတ္တပမထေမြတ်ကြီးသည်ရာဇဂိုမြို့ဝေဘာရတောင်မှာပရိနိဗ္ဗာန်ဝင်ဆံပြီးခန္ဓာကိုယ်မိသိမ်းကြိုခဲ့ကြောင်းကတ္တပတန်ရုပ်အထက္ခဋာမှာဖွင့်ဆိုထားပါတယ်။ဒါကြောင့်ရှင်မဟာကတ္တပမထေမြတ်ကြီးသည် နိဗ္ဗာန်ဝင်ပြီးခန္ဓာကိုယ်မိသိမ်းကြိုခဲ့ပါတယ်။အရှင်ဖုရားခေါင်းလောင်းလှူရင်ဘယ်လိုကုသိုလ်တွေရလဲအရှင်ဖုရားဖြေချပေးတော်မူပါဖုရားတဲ့။ခေါင်းလောင်းလှူတယ်ဆိုတာဟာအတန်အလှပဲဖြစ်ပါတယ်။အတန်အလှကိုစာပေမှာတတ္တဒါနလို့ခေါ်ပါတယ်။အတန်နဲ့ပတ်သက်ပြီးကောင်းမှုပြုတဲ့သူတွေဟာဖြစ်လျာဘဝတိုင်းမှာအတန်ဤကောင်းခြင်းအတန်ဤဩဇာအာဏာပြည့်စုံခြင်းဆိုတဲ့ ကောင်းကျိုးတွေကိုရရှိပါတယ်။ဖျားရှင်လက်ထက်တော်အခါကဂေါတကဆိုတဲ့တထေတူရှိပါတယ်။အဲ့ဒီဂေါတကဆိုတဲ့တထေဟာဘဝတစ်ခုမှာခွေးဖြည့်ခဲ့စဉ်တုန်းကရှင်ပြည့်စီကဗုဒ္ဓသွားမဲ့လမ်းမှာရှင်ပြည့်စီကဗုဒ္ဓကိုအသိရှိတတ္တဝါများအန္တရာယ်မပြုနိုင်အောင်လို့အတန်ဖြင့်ဟောင်းပြီး၆လန့်ပေးခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကြောင့်ခွေးဘဝကတည်တဲ့အခါမှာဂေါတကနတ်သားရဲ့ဆိုပြီးလက်ပြေမှာနတ်သားဖြစ်ရပါတယ်။ လူပြေမှာလူဖြစ်လာပြန်တော်လဲပဲအတန်ကောင်းပြီးဩဇာအာဏာနဲ့ပြည်စုံတဲ့ဂေါတကသတို့သားရဲ့ဆိုပြီးဖြစ်လာရပါတယ်ဒါဟာအတန်အလှကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်မေတ္တာတုတ်တို့ပဋ္ဌာန်းတို့ရွတ်တဲ့အခါပါဠိလိုမဟုတ်ပဲမြန်မာလိုရွတ်လို့ရပါသလားဖရာပါဠိလိုရွတ်တာနဲ့မြန်မာလိုရွတ်တာဘယ်အရာကပိုကောင်းပါသလဲဖရာတဲ့အချို့ကပြောတယ်ဖရာဟောပါဠိတော်တွေကိုရွတ်တဲ့အခါမှာ အနာထိပ်ပဲမတီးပဲနဲ့ရွတ်ရင်ကုတို့မရဘူးတဲ့မှားပါတယ်နော်အနာထိပ်ပဲမတီးပဲရွတ်လေကုတို့ကတော့ရပါတယ်အနာထိပ်ပဲမတီးပဲရွတ်တာဘာကြောင့်ကုတို့ရရတယ်လဲဆိုရင်အနာထိပ်ပဲမတီးတော့လဲပဲဒီပါဠိတော်တွေဟာဖျားဟောတရားတော်တွေဖြစ်တယ်ဆိုတဲ့အသီးနဲ့ရွတ်လို့ကုတို့ရခြင်းဖြစ်ပါတယ်ဖျားဟောပါဠိတော်တွေကိုမြန်မာလိုရွတ်လို့လည်းရပါတယ်မြန်မာလိုရွတ်တာနဲ့ပါဠိလိုရွတ်တာဘယ်အရာကပိုကောင်းတယ်လဲဆိုရင် ပါဠိလိုပဲရွတ်မယ်ဆိုရင်ကုသိုလ်ပဲရပါတယ်မြန်မာလိုရွတ်မယ်ဆိုရင်ကုသိုလ်ရောပညာပါနှစ်ခုစလုံးရပါတယ်ဒါကြောင့်မြန်မာလိုရွတ်တာကပိုပြီးကောင်းပါတယ်ကာယကံဝစီကံနဲ့ကာယ द्वार ဝစီ द्वार ကဘာလဲဖေယရှင်းပြပေးတော်မူပါဖေယတဲ့တက္ကရကမတွေဩဃာကကတော့တဲ့အခါမှာတချို့က ကာယကံဝစီကံမနောကံလို့ဆိုပြီးပြောကြပါတယ်တချို့ကြတော့လည်းပဲကာယ द्वार ဝစီ द्वार မနော द्वार လို့ဆိုပြီးကြောကြပါတယ်ကာယကံဝစီကံမနောကံနဲ့ဆိုပြီးကြောတာကအများဆုံးပါเนาะဒီကာယ द्वार ဝစီ द्वार မနော द्वार ဆိုတာဟာ द्वार ခိုင်းကိုထူထောင်ခဲ့တဲ့ဥပ္ပိုလ်ဆရာတော်ကြီးကနေစခဲ့တာပါကာယကံဝစီကံမနောကံဆိုတာက ကိုယ်အမှုနှုတ်အမှုစိတ်အမှုတို့ကိုပြောတာဖြစ်ပါတယ်။ကာယ द्वार ဝစီ द्वार မနော द्वार ဆိုတာဟာလည်းပဲကိုယ်အမှုအရာနှုတ်အမှုအရာစိတ်အမှုအရာတို့ကို ပြောတာဖြစ်ပါတယ်။အဆိုကွာသွားပင်မဲ့အတိတ်ပဲချင်းကတော့အတူတူပါပဲနော်။သဘောပေါက်မယ်လို့ထင်ပါတယ်။ဘာသာခြားတယောက်ကမေးပါတယ်ဖခင်ဖခင်အလောင်းဝေဒန္တရာမင်းကြီးဘုရားတော်ကသာသမီကိုလှူခဲ့တယ်ဆိုရင် မိဘဝတ္တရားကရော အလကားလို့မိပါတယ်ဖရားတဲ့ဥပမာတစ်ခုပြောပြမယ်နော်တင်ဘောကပတိန်တယောက်ဟာခရီးတဲ့အယောက်900တင်ဆောင်ထားတဲ့တင်ဘောကိုမောင်းပြီးပင်လေကိုဖြတ်ပါတယ်အဲ့ဒီခရီးတဲ့တွေထဲမှာသူ့ရဲ့သားသမီးလည်းပါပါတယ်ထိုအချိန်မှာမမျော်လင့်ဘဲနဲ့တင်ဘောဟာမှုန်တိုင်းမိပါတယ်မှုန်တိုင်းမိပြီဖြစ်တဲ့အတွက်တင်ဘောကပတိန်တစ်ချက်မှားတာနဲ့တင်ဘောမှောက်ပြီး တင်ဘောပေါ်မှာရှိတဲ့လူတွေအလုံးအသက်ဆုံးမှဖြစ်ပါတယ်။ဒါကြောင့်တင်ဘောကပ္ပရိဟာတင်ဘောကိုတတိနဲ့မောင်းနေနေရပါတယ်။ထိုအချိန်မှာမမျှော်လင့်ဘဲနဲ့သူ့ရဲ့သားဟာတင်ဘောပေါ်ကနေလွင့်စင်ပြီးကျသွားပါတယ်။အဲ့ဒါကိုမြင်တဲ့လူတစ်ယောက်ကတင်ဘောကပ္ပရိကိုလာပြောတဲ့အခါမှာတင်ဘောကပ္ပရိဟာတင်ဘောကိုလှည့်ပြီးသူ့သားကိုကယ်ပါမလားစဉ်းစားကြည့်ပါမကယ်ပါဘူးတင်ဘောကိုဆက်မောင်းသွားမှာပါ ဘာကြောက်မကဲတာလဲဖခင်ဝတ္တရားမရှိလို့လားဖခင်စိတ်မရှိလို့လားမဟုတ်ပါဘူးအများကိုငက်ကွက်လို့ပါသူလှဲ့ပြီးကဲလိုက်မယ်ဆိုရင်သင်္ဘောပေါက်ပြီးတော့သင်္ဘောပေါ်မှာရှိတဲ့လူတွေအလုံးအသက်ဆုံးမှာဖြစ်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲဖခင်အလောင်းတွေဖြစ်ခြင်းတဲ့ပါရမီတွေထဲမှာသာသမီကိုဆွန့်လွှတ်ရှူတန်းခြင်းဆိုတဲ့ဥဒ္ဒပရိစ္ဆာကဆိုတာပါပါတယ်ဖခင်အလောင်းဝေတန္တရာမင်းကြီးဟာ ဖခင်ဝိတရားပြက်ကွက်မှာဆို၍ပါရမီကိုမလူဘဲနဲ့နေလိုက်မယ်ဆိုရင်ပုဒ္ဒပရိစ္ဆာကဆိုတဲ့ပါရမီပြက်ကွက်သွားပြီဖြစ်တဲ့အတွက်ဖျားဖြစ်မှာမဟုတ်တော့ပါဘူးဖျားမဖြစ်တော့ဘူးဆိုရင်တတ္တဝါတွေရဲ့အကျိုးစီးပွားသုတ်ယုတ်သွားပါပြီဒါကြောင့်ဖျားလောင်းဝေတန္တရာမင်းကြီးဟာသာသမီကိုချစ်တော်လဲပဲအများရဲ့အကျိုးကိုလက်ကွက်တဲ့အနေဖြင့်သာသမီတွေကိုစွန့်လွတ်လှူဒန်းလိုက်ခြင်းဖြစ်ပါတယ်မိဘဝတ္တရားမကြည်ပွန်ခြင်းလို့မဟုတ်ပါဘူး အရှင်ဖရာသောတာပန်ဘဝရောက်နေသူက ဖရာဖြစ်ခွင့်စုပန်လိုက်ရင်သောတာပန်ကနေပုထုဇဉ်အဖြစ်ကို ပြန်ရောက်ပါသလားတဲ့သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ဟာ ဖရာစုပန်လို့မရတယ်လို့ဖရာအလောင်းများဒီလေသောတာပန်ဖြစ်လို့မရပါဘူးဖရာအလောင်းများသောတာပန်ဖြစ်မယ်ဆိုရင်ဖရာမဖြစ်တော့ပါဘူးထို့အတူပဲသောတာပန်ဖြစ်ပြီးတဲ့သူဟာပုထုဇဉ်ပြန်ဖြစ်ရိုးထုံးစံမရှိပါဘူး